မင်္ဂလာပါရှင် MCN သတင်းဌာနရဲ့နေ့စဉ်ရုပ်သံသတင်းစစ်စစ်ရနေ့ကြိုဆိုပါရစ်ဒီကနေ့မြန်မာအသက်ကရ1398ခုနှစ်နေုံလ31ရက်ခရစ်သက်ကရ2016ခုနှစ်ဇွန်လ16ရက်ကြာသပတေးနေ့ညနေ6နာရီအထိနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီကနေ့မှာရှုစားကြမယ့်သတင်းတွေမှာဆိုရင်တော့27ရာစုပင်လုံညီလာခံကိုအတိတ်ပဲမဲ့စေတဲ့ဆစ်ရဆဝမှုတွေကိုမြမတက်မတော်ကလှုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ်ကထုတ်ဖော်ပြောကြားလိုက်တဲ့သတင်းတလမြို့နယ်အတွင်းအလေးချိန်နှစ်တန်ခန့်ရှိတဲ့ကြောက်စင်ရိုင်းတုံဖမ်းဆီးရမိခဲ့တဲ့အကြောင်းတရုတ်ပြည်တွင်းလုံခြုံရေးဝန်ကြီးဟောင်းရဲ့သားဖြစ်သူကိုအကျဉ်ဖြတ်ချစားမှုနဲ့ထောင်ဒဏ်ချမှတ်လိုက်တဲ့သတင်း စားတဲ့သတင်းတွေနဲ့အတူတခြားထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အခုပထမဦးဆုံးအနေနဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာအရက်ဘီယာနဲ့ပတ်သက်တဲ့လိုင်စင်တွေကန့်သက်ဖို့နဲ့လိုင်စင်ကြေးတိုးမြှင့်ဖို့ရှိနေပါတယ်။ဒီကြောင်းအရာပြေဆုံးကိုတော့ MCL သတင်းတော့ဆေးရကသတင်းပေးပို့ထားပါတယ်ရှင်။နိုင်ငံတော်တိုင်းပင်ခံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်ကအရက်နဲ့ဘီယာပတ်သက်တဲ့လိုင်စင်တွေကိုကန့်သက်ဖို့အပြင်လိုင်စင်ကြေးတွေကိုတိုးမြှင့်ဖို့နေပြည်တော်မှာတိုင်းဒေသကြီးနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့တွေ့ဆုံစဉ်မှာကြားလိုက်တာဖြစ်ပါတယ်။ ကျွန်တော်တို့ဘူးရေးစေဝါနဲ့ရရက်ဒေသာပေါ့လေဥပမာရက်ပြရာဆိုရင်ကျွန်တော်လိုင်စင်တွေချပေးရတယ်ကန့်တတ်ဖို့နောက်နောက်ဆုံးကြရင်တော့ကျွန်တော်တို့လိုင်စင်ချေးတွေအလွယ်တကူမရအောင်လေလိုင်စင်ချေးပြည့်နေဖို့ဒီလိုမျိုးနီးလန်းနေတဲ့ရက်ဒေသာတောက်ဆောင်ထိန်းချုပ်ဖို့တိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရတွေရဲ့ရက်တရာစီမံချက်တဲမှာအရက်ပြရာအပြင်မွေးရေးစေဝါနဲ့ပတ်သက်တဲ့ထိန်းချုပ်ကန့်တတ်မှုတွေကိုဆောင်ရွက်သွားဖို့ရှိနေတာဖြစ်ပါတယ်ဒီလိုဆောင်ရွက်ရမှာမြန်မာနိုင်ငံရဲတပ်ဖွဲ့အပါအဝင်မှုကင်းကြဆင်းရေးလုပ်ငန်းဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။ဘူးရီစေဝါဆိုရင်တစ်မျိုးသားလုံးအန်တယ်ဖြစ်တဲ့အပြင်ကပလူသားမျိုးနဲ့တက်ပေါ့နော်လူငယ်တို့အတွက်အန်တယ်ကြီးရဲ့အတွက်ဘူးရီစေဝါထိန်းချုပ်ရေးကိုလေးပေးဆောင်ရွက်ဖို့အဲ့ဒါကိုလည်းကျွန်တော်တို့တိုင်းရင်းသားကြီးပြည်နယ်အစိုးရတွေနေလည်းသူတို့ရဲ့ရက်တရားထဲမှာထည့်ပြီးတော့လုပ်နေပါတယ်။နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ကနေဝန်ကြီးချုပ်တွေကိုမှာကြားရမှာအစားအသောက်နဲ့စေဝါဆိုင်ရာဘေးကင်းလုံခြုံဖို့ကိုပါထည့်သွင်းမှာကြားထားတာဖြစ်ပါတယ်ခင်ဗျာ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်အကောင့်ထဲပေါ်နေတဲ့27ရာစုပင်လုံညီလာခံကိုအတိတ်ပဲမဲ့စီတဲ့စစ်ရဆဝမှုတွေကိုမြမတက်မတော်ကဆက်လက်လှုပ်ဆောင်နေတယ်လို့မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ်ကထုတ်ဖော်ပြောကြားလိုက်ပါတယ်။ဇွန်လ16ရက်နေ့ရက်စွဲနဲ့မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ် WLB ကကြေညာချက်တစ်စောင်ထုတ်ပြန်ပြီးတော့အဲ့ဒီလိုပြောကြားလိုက်တာပါ။အဲ့ဒီကြေညာချက်ထဲမှာပြီးခဲ့တဲ့ဇန်နဝါရီလကစတင်ကအစိုးရအစ်လက်ထက်မြမတက်မတော်က တိုင်းဒါဒေတာတွေမှာကျူးလွန်ခဲ့တဲ့ဆက်ရဆဝမှုဆိုင်ရာအချက်လက်တွေကိုထည့်သွင်းဖော်ပြထားပါတယ်။ဒါအပြင်အစိုးရအသစ်အနေနဲ့တိုင်းဒါဒေတာတွေမှာတမတော်ကထိုးစစ်ဆင်မှုတွေရက်တက်မှုတက်ရင်တိုးချဲ့နေမှုတွေလူခွင့်ရချိုးဖောက်နေမှုတွေကိုချက်ချင်းရက်တက်အောင်ဆောင်ရွက်ပေးဖို့လေတောင်းဆိုထားပါတယ်ရှင်။ကထားစင်းင်းခါတွေကိုအခုလအတွင်းကစတင်ပြီးတော့မိုင်နှုံးနဲ့ကောက်ခံသွားတော့မှာဖြစ်ပါတယ် ဒီကြောင်းရာပြေဆုံးကိုတော့ MCN သတင်းတော့နေမင်းခါကသတင်းပေးပို့ထားပါတယ်မြို့ပတ်ရထားစင်းနေခါတွေကိုမိုင်းနှုံနဲ့ကောက်ခံမှုတော့မြမမီးရထားကဝန်ထမ်းတွေအောက်ရှေခီးတဲ့တွေတိတွစ်ဆုံမင်းမြန်ခဲ့တာဖြစ်ပြီးလက်ကန်အားပေးသူ80ရာခိုင်နှုန်းကျော်တဲ့အတွက်အခုလိုပြုလုပ်ဖို့စီစဉ်ခဲ့တာပါအခုလိုရထားစင်းနေခါတွေပြောင်းလဲသွားမယ့်အကြောင်းကိုစွန်လ16ရက်နေ့နာနဲ့ဆင်နာရီရန်ကုန်ပူတာကြီးမှာမီဒီယာရှင်းလင်းပွဲအကျင့်မှပြုလုပ်ပြီးခီးတဲ့တွေကိုအသိပေးလိုက်တာဖြစ်ပါတယ်ခုနကအားသာချက်ကလေဟိုခီးတဲ့တွေ ပေါ့နော်မိုင်ပေါ်ပဲမူတည်ပြီးကောက်ခံတဲ့အတွက်ယထာအတန်းစားယူစရာမလိုတော့ဘူးတွဲယူတက်စရာမလိုတော့ဘူးပေါ့နော်အဲအဆင်ပြေတာပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ရဲ့ဝီအန်းရဲ့ပြဿနာလေးလည်းတော်လေးပြည်လည်သွားဖို့ပေါ့နော်နောက်အာတာချက်ကခုနပြောတဲ့ရည်ရှိမှတပြေးချင်းကျွန်တော်တို့ကတွဲဆိုင်တွေကိုအကြီးကြီးကိုကျွန်တော်အာဘီနဲ့လဲသွားတဲ့ခါမှလည်းအဆင်ပြေသွားပြီဟုတ်မိုင်နှုံးကောက်ခံမဲ့အစီအစဉ်အရခီးတယ်တွေအနေနဲ့15မိုင်တစ်ဖက်အတွင်းကိုတရားချက်ပေးဆောင်ရမှာဖြစ်ပြီး ရန်ကုန်မြို့ပတ်ချက်ထားခီစဉ်ကမိုင်30ရှိတဲ့အတွက်ခီစဉ်အစားအဆုံးစီမဲ့ဆိုရင်200ကျပ်ကျတဲ့မှာဖြစ်ပါတယ်။ဒါတော့အဲ့ဒီစီစဉ်တော့ခုနပြောသလိုတော့ကောင်းပါလား။အဲဟိုတရာတပြေးညီတယ်ဆိုတော့မြို့တစ်ပတ်လုံး200ဆိုတာလည်းဒါမဆုံးလို့ပြောတာပေါ့။ကျွန်တော်တို့ဆိုရင်များသောအားဖြင့်ဒီခီစဉ်နိုင်စီးရဲ့ဒီဘူရာကြီးတွေစီးရဲ့ကျွန်တော်ဟိုဟာရွှေပြည်သားဘူရာနေစီးတာပေါ့နော်။ကျွန်တော်ရွှေပြည်သားနေရဆိုတော့ ဟုတ်ကဲ့မိုင်းနှုံးနဲ့ကောက်ခံတဲ့အစီအစဉ်နော်ရိုးရိုးတန်းနဲ့အထူးတန်းတွေပတ်တောက်ကြတယ်ခီးတဲ့တွေအနေနဲ့ရိုးရိုးတန်းလက်မှတ်ဝယ်ပြီးအထူးတန်းမှာ မှားစီးတဲ့ပြဿနာတွေရောကျသွားမယ်လို့ယုံကြည်နေကြတာပဲဖြစ်ပါတယ်နော်အလေးချိန်နတန်နီပါရှိပြီးခမန်းချီကာလပေါက်စီစက်သိန်း130နီပါရှိတဲ့ကြောက်စိန်အရင်တုံးတည်ဆောင်လာတဲ့ကာဒစီကိုဒလမြို့နယ်မှာဇွန်လ15ရက်နေ့နေ့လယ်3နာရီခန့်ကဖမ်းဆီးရမိထားပါတယ် တရားမှုဝင်ကြောင်းမြတ်ယတနာတွေတင်ဆောင်လာတယ်လို့သတင်းရရှိတဲ့အတွက်ဒလမြို့မရေစခန်းကရဲအုပ်တပ်နိုင်ဦးစီပြီးတပ်သေးအဖွဲ့နဲ့အတူဒလမြို့နယ်ကမာကစစ်ရက်ကွက်နာယီစင်အဝိုင်းအနီးမြို့နယ်မိသက်ဦးစီဌာနရုံးရှိမှစောက်ဆိုင်ဖန်စီခဲ့တာပါဖန်စီရမိတဲ့အကြောက်စင်အရင်တုံးကိုတော့ဒလမြို့မရေစခန်းမှာထိန်သိမ်းထားပြီးအမှုဖွင့်အရေးယူဖို့အတွက်မြန်မာနိုင်ငံအကြောက်မြတ်လုပ်ငန်းရှင်များအသင်းချုပ်ရဲ့စစ်ဆေးချက်ကိုစောက်ဆိုင်နေတယ်လို့သိရပါတယ်ရှင် ရန်ကုန်တန်လင်းတရားအတက်အစင်ရင်ကျော်ပိတ်ဆို့မှုတွေဖြစ်နေတာတွေကိုအစိုးရတာဝန်ရှိသူတွေဖြေရှင်းပေးတော့မယ့်အကြောင်းကိုတော့ MCA သတင်းတောက်အောင်ကျော်မှုကသတင်းပေးပို့ထားပါတယ်ရှင်ရန်ကုန်တန်လျင်တရားအတက်အစင်မှာလမ်းမိုင်းတွေပျက်စီးနေတာတွေကိုပထမဦးဆုံးပြုပြင်ပေးသွားဖို့ရှိနေပြီးလမ်းတရားကြီးကောက်ခံတဲ့နေရာတွေကိုလည်းပြန်လည်စီစစ်သွားဖို့ရှိနေတာပါတန်လျင်တရားအတက်အစင်နေရာတွေမှာတာဂီရဘတ်ချန်ကတရားထိတ်ကမီးပွိုင်းနဲ့ လန်ဒရာကြီးကောက်ခံရေးဂိတ်တွေမှာကားပိတ်ဆို့မှုတွေရှိနေသလိုတန်လျင်ဘတ်ကျန်းကလမ်းပြက်စီးမှုတွေနဲ့တံတားကြီးကောက်ခံတဲ့ဂိတ်နဲ့ကားမတိုင်နေရာနှီးစက်မှုတွေကြောင့်နေ့စဉ်ရင်ကျောပိတ်ဆို့မှုတွေဖြစ်ပေါ်နေတာပါအဲဒီလိုလာရောက်ကြီးစုစစ်ဆေးပြီးဆိုတဲ့နေရာမှာလည်းဝန်ကြီးကလည်းကျွန်တော်တို့ကိုအဲကြိပေးပါတယ်ဒါ သူအများဆုံးပေါ့နော်ပြေလည်အောင်ဖြည့်ရှင်းဆောင်ရွက်ပေးပါမယ်ပေါ့နော်သူကိုယ်တိုင်လည်းဒီဘက်ကိုလာတဲ့ခါမှာဒီတရားပိတ်တင်ပိတ်လို့ကားပိတ်တဲ့ဟွာဘောသူကြုံရဘူးတယ်ပေါ့နောက်ပြီးတော့ဒီတရားပေါ်မှာဒီလူကားတွေဂျင်းရောင်းနှစ်ကြောင်းလုံးထပ်ပြီးတော့ပေါ့လို့ကားတွေပိတ်ပြီးပိတ်ရတဲ့အတွက်ကြောင့်အန်ရဲလည်းရှိတာပေါ့နော်အဲဒီတော့ကြောင့်ဒါကိုသူအများဆုံးဖြည့်ရှင်းဆောင်ရွက်ပါမယ်သူပြောပါတယ်ဇွန်လ15ရက်နေ့ကရန်ကုန်တန်လျင်တရားရင်ညောပိတ်ဆို့မှုအခြေအနေတွေကိုရန်ကုန်တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ကလာရောက်ကြည့်ရှုခဲ့ပါတယ်။အခုလိုရင်းနှောင်းပိတ်ဆို့တာတွေကိုဖြည့်ရှင်းမှုအတွက်လမ်းမဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာကျော်အနေနဲ့တိုင်းဒေသကြီးအစိုးရထံတင်ပြပြီးသက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ပူးပေါင်းဖြည့်ရှင်းပေးသွားဖို့ရှိနေပါတယ်။ဒီလိုဒီတရားပြတန်းကတော့မြို့ဝင်ကြီးကိစ္စတော့မြို့တော်ဝင်ကြီးနဲ့ပြန်ပြီးပါเนาะအဲဒီတရားပြတန်းကတောက်တဲ့နေရာဒီနေရာဖြစ်တဲ့နယ်ဘုရားတို့တရားတို့ဟုတ်ပြန်လို့လို့နေတာဒီကအဲဒါ အခုဆိုရင်နေ့စဉ်ရုံးတဲ့ရုံးစင်းချိန်ဒီမှာတန်လျင်တံတားကိုဖျက်သန်းရဖို့အတွက်တနာယီကနေနှစ်နာယီနီးပါးစောင့်ဆိုင်းနေရပြီးတန်လျင်မြို့နယ်တလက်ကလမ်းစုံမှတ်တိုင်ကနေတန်လျင်တံတားအတက်အထိမှတ်တိုင်၃တိုင်စာလောက်ဟာရင်းညောပိတ်ဆို့နေတာပဲဖြစ်ပါတယ်ခင်ဗျာကျင်းတဲ့နိုင်ငံပါရီမြို့မှာကျင်းပနေတဲ့အပြည်ပြည်ဆိုင်ရာကာကွယ်ရေးမြေပြင်နဲ့ဝေဟင်လုံခြုံရေးဆိုင်ရာပြပွဲ Eurosatry 2016ကိုမြမတက်မတော်ဒုတိယကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်ကြီးဒုတိယဗိုလ်ချုပ်မူကြီးဆိုဝင်းတက်ရောက်ကြည့်ရှုလေ့လာနေပါတယ်။အဲ့ဒီပြပွဲထဲက Nestor Group Company ပြခန်း CNIM Group Company ပြခန်း DCI Group Company ပြခန်း Elbas Company ပြခန်းတွေကို လိုက်လံလေ့လာခဲ့တာပါ။ဒီပြပွဲဟာကမ္ဘာအကြီးအကျယ်ဆုံးကာကွယ်ရေးဆိုင်ရာဆစ်လက်နက်ပစ္စည်းပြပွဲတစ်ခုဖြစ်ပြီးမြန်မာတပ်မတော်အနေနဲ့ဥရောပတိုက်ကလက်နက်ပြပွဲတစ်ခုကို ပထမဆုံးအကျဉ်အနေနဲ့တရားဝင်သွားရောက်လေ့လာနေတာဖြစ်ပါတယ်ရှင်။တရုတ်နိုင်ငံမှာပြည်တွင်းလုံခြုံရေးဝန်ကြီးဟောင်းရဲ့သားဖြစ်သူကိုအကျဉ်ပြတ်ချစားမှုနဲ့ထောင်ဒဏ်18နှစ်ချမှတ်လိုက်ပါတယ်။ဒီကြောင်းရာပြေဆုံးကိုတော့ MCA သတင်းတော့ယူဝင်မွန်ကတင်ဆက်ပေးထားပါတယ်ရှင်။ တရုတ်ပြည်ရင်းလုံခြုံရေးဝန်ကြီးအောင်ဖြစ်သူဂျိုယောင်ကန်ရဲ့သားဖြစ်သူကိုတရုတ်နိုင်ငံတရားရုံးကအကျဉ်းပြတ်ချဆမှုနဲ့ဇွန်လ15ရက်နေ့မနေ့ကထောင်ဒဏ်16နှစ်ချမှတ်လိုက်ပါတယ်။ဂျိုရဲ့သားဖြစ်သူဂျိုဘင်းကိုစွမ်းအင်ကဏ္ဍမှာစီးပွားရေးအကျိုးအမြတ်အတွက်လက်ပေးပြီးတရားမဝင်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်ခဲ့တယ်ဆိုပြီးထောင်ဒဏ်ချမှတ်လိုက်တာဖြစ်တယ်လို့ CCTV သတင်းဌာနကဖော်ပြထားပါတယ်။ ဒါပြင်ဖခင်ဖြစ်သူဝင်ကြီးဟောင်းဇိုရဲ့ဇနီးဖြစ်သူရုတ်တန့်တင်းနာဟောင်းဂျီယာရှာရီကိုလည်းအကျင့်ပြက်ခြားဆောင်မှုနဲ့ထောင်နဲ့ကိုနှစ်ချမှတ်လိုက်ပါတယ်။ဇိုဘင်းကို2013ခုနှစ်ကဖမ်းမိတ်ထုတ်ခဲ့ပြီးဒီမိတ်ကိုရှောင်းတိတ်မှုအမေရိကန်ပြည်ထောင်စုကိုထွက်ပြေးသွားခဲ့တယ်လို့ရိုက်တာသတင်းဌာနက2014ခုနှစ်ကဖြေကြားခဲ့မှုပါတယ်။သူဟာတရုတ်နိုင်ငံအာနာပိုင်တွင်နဲ့စေစံညီနိုင်ပြီးတရုတ်နိုင်ငံကိုပြန်လည်ရောက်ရှိခဲ့ရလို့ဆိုပါတယ်။ သူ့ရဲ့ဖေဖြစ်သူဝင်းကြီးဟောင်းဇိုဟာလည်းပြီးခဲ့တဲ့2015ခုနှစ်မှာလက်ပေးလက်ယူမှု အာဏာလွှဲသုံးစားမှုနဲ့နိုင်ငံလျှွက်ချက်ကိုပေါက်ကြားစေမှုအတွက်ထောင်နဲ့တသက်ချမှတ်ခံရတာပါ။ဒါအပြင်စီချွန်ပြည်နယ်တာဝိုင်းကသူနဲ့ဆက်ဆက်လောက်ကိုင်းသူဒါဇင်နဲ့ချီပြီးအကျင့်မြတ်ခြားဆောင်မှုနဲ့ဖမ်းဆီးခံရပါတယ်။သမရရှင်ချင်းပင်ရဲ့အကျင့်မြတ်ခြားဆောင်မှုတိုက်ဖျက်ရေးလှုံ့ဆော်မှုမှာနိုင်ငံရေးထိပ်ပိုင်းခေါင်းဆောင်အပါအဝင်လူပေါင်းဒါဇင်နဲ့ချီပြီးယာလူကဖြုတ်ချခဲ့တယ်လို့ထောင်နဲ့ချမှတ်ခဲ့ပါရှင်။ တောင်တရုတ်ပင်လယ်အတွင်းနိုင်ငံတွေလိုက်နာရမယ့်လှုပ်ထုံလှုပ်နီးဆိုင်ရာကြီးညာချက်အပြည့်အဝထိရောက်စွာအကောင့်ထဲဖော်နိုင်ရင်တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။တရုတ်နိုင်ငံယူနန်ပြည်နယ်ယူရှိမြို့မှာဇွန်လ13ရက်နေ့ကနေ14ရက်နေ့ထိနရတာကျင်းပပြုလုပ်တဲ့အာဆီယံတရုတ်နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးမှာဆွေးနွေးခဲ့ကြတာပါ။ အဲ့ဒီဆွေးနွေးပွဲကိုနိုင်ငံခြားရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဒေါ်အောင်ဆန်းစုကြည်ကိုဆောင်ဒုတိယဝန်ကြီးဦးကျော်တင် တက်ရောက်ခဲ့ပြီးတောင်တရုတ်ပင်လယ်ဆိုင်ရာကျင့်ထုံးတရက်အပီးသက်ရေးပါဝင်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်ရှင်။ MCN သတင်းဌာနကလည်းညနေ6နာရီအထိနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်နေ့မှာဆိုလို့ရှိရင်လေတခြားထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်လို့စောင့်မျှော်ကြည့်ရှုကြဖို့တိုက်တွန်းလိုက်ပါရစေ။ ထုတ်လွှင့်ခဲ့တဲ့ MCR သတင်းဌာနရဲ့နေ့စဉ်ရုပ်သံသတင်းအစီအစဉ်ကို www.mcrtv.news မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့လူမှုကွန်ရက် Facebook စာမျက်နှာပေါ်မှာတော့ MCR TV News နာမည်နဲ့ရှာဖွေကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ MCR သတင်းဌာနရဲ့နေ့စဉ်ရုပ်သံသတင်းအစီအစဉ်ကိုကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျမ view လောက်ပါရှင်။